ဒီကောင်တော့ဆရာအဖြူလေးပဲသွားလိုက်မယ်ဘလန်နီရောရှင်ကာလာအိုပါလေးအဖြူလေးပေါ့နော်အဲ့တော့မြန်မာအလံထည့်ရင်လည်းထည့်လို့ရတယ်အဲ့တော့ဆရာကထည့်ထားတော့ရှိရခိုင်းနော်ဒီမှာမြန်မာအလံလေးရှိမယ်ဗျာโอเคဒါမျိုးမြန်မာအလံထည့်တာရှိမယ်ထားပါတော့โอเคပြီးသွားပြီဆိုရင်တော့ဆရာတို့ဒါမှ Mobile Legend logo လေးထည့်ထည့်ပေါ့နော်အဲ့တော့ဒီမှာဆရာတို့မှာ Mobile Legend logo လို့ရှာလိုက် Mobile Legend logo ပေါ့ဒါမျိုးလေးရှိမယ် အဲ့တော့ logo ကဒါမျိုး logo လေးယူလိုက်မယ်ခွာโอเคအဲ့တော့ regulator image စေးလိုက်မယ်โอเคအဲ့တော့ပြီးသွားပြီဆိုရင်เนาะ shadow ဒီမှာရှိနေတဲ့ထဲကိုဒါတစ်ဖက်ဒီကောင်တစ်ဖက်နှစ်ဖက်တော့စေးပြီးအောင်ပေါ့เนาะပြီးရင်တော့အောက်မှာကိုကဒါမျိုး shape ထပ်ကွက်ပြီးအောင်မှအဲ့လိုလက်အစည်းမှာအယောင်လေးတွေထည့်ချင်တယ်ဆိုလည်းရတယ်အဲ့တော့ကျွန်တော်အပြာလေးထည့်လိုက်မယ်အစည်းမှာโอเคပြီးသွားပြီဆိုရင်ဒီကောင်ကို define ပြီးရင်ဒီကောင် define ပေါ့เนาะ တော့ဆရာနှစ်ဖိုင်ရပြီအဲ့တော့လမောင်းလည်းအဆင်ပြေသွားပြီ mobile legend တော့ဆရာအဖြူလေးပြောင်းလိုက်မယ်ဗျာကတော့ over လေးအဖြူလေးထားလိုက်မယ်နော်အဖြူထားတာ regular top အဲ့လေရောအဲ့ mobile legend logo select ပေး regular top blend ရောရှင်ကတော့ over လေးအဖြူလေးပြောင်း okay တစ်ချက်နဲ့ဒါဆိုရပါပြီပြီးတော့ဆရာမိုးခတ်လေးပေါ့အဲ့တော့မိုးခတ်ကတော့ဆရာက down ထားတဲ့မိုးခတ်ကဒီမှာဂျာစီမိုးခတ်တဲ့မှာဆရာတို့ဒီမှာဒီလိုမျိုးဂျာစီလည်းရှိရယ်ဒီလိုမျိုးရှိရယ်ဆရာခုကဆရာ V shape ဆိုတော့ V shape မိုးခတ်လေးပဲယူလိုက်မယ် ယူရသေးပြီဆိုရင်ရောင်အောင်မှာ body လို့ရေးထားတယ်အထဲကို double click ထောက်ပြီးဝင်မယ် convert to small object လေ convert to small object icon လို့ double click ထောက်လိုက်အဲ့လိုထောက်လိုက်ပြီဆိုရင်ရတော့အပေါ်ဆုံးခုနကပုံနေတဲ့အပေါ်ဆုံး layer ကိုတော့ control alt shift e နဲ့ပေါင်း right click ထောက် convert to small object လို့ဆက် for show ပြတ်မှာပဲဆိုတော့အမ်မလုံးရင်တော့ရတယ်ဒါပေမဲ့နည်းနည်းဝါးသွားမှာဆိုလို့ဒါကတော့ back ပေါ့နော် back ကတော့ဆက်နည်းနည်းလဲသွားပြီအဲ့တော့ record တွန်းထားရတွန်းထားတော့ site ကလည်းနည်းကြီးရောကြတော့ โอเคဒီကောင်တော့ဆရာ control dash e နဲ့ပေါင်းလိုက်မယ်ပြီး regulator converter ဆီမှာညထပ်လုပ်မယ်โอเคအခုကဆရာ back အာ front ပေါ့နော် front back အချမ်းကိုလောအောင်ပါဆိုဆရာ front ကိုပဲယူထားလိုက်တယ်โอเคပြီးရင်တော့ home page ကိုဆရာသွားလိုက်မယ်ဗျာ yes name မယ်โอเคပြီးရင်တော့ဆရာတို့သေးမယ်အဲ့လိုသေးတဲ့ခါကျတော့ဝါသွားမှာဆိုဆရာခုနက converter ဆီမှာညလောက်လိုက်တာပေါ့နော်โอเคပြီးရင်တော့ file နဲ့နေ save โอเคဒါလေးခဏပိတ်မယ်အမ်မရပြီပင်ဆရာတို့ဒီမှာလက်လက်ကဆရာခုနကဒီဘက်မှာရှိရယ်ကွန်ထရိုလာ shift e နဲ့ပေါင်းလိုက်မယ်အဲ့တော့ဘေးဘက် channel တစ်ချက် show လိုက်မယ်ပင်တော့ regulator convert to small အကျဉ်းလုပ်လိုက်မယ်လှည့်လိုက်မယ်ပင်တို့လှည့်ကြည့်လိုက်မယ်မုခက်ကအဆင်ပြေမလားပေါ့နော်တစ်ချက်ဆေးကြည့်လိုက်မယ် ိတ်ပြလိုက်မယ်။ Okay ဒီဘက်ကြီးမှာပေါ့နော်။အဲ့တော့ဆရာတို့ကဘယ်လိုလုပ်အောင်လဲဆိုရင်ဒီကောင်ကိုတပြက်ကြီးထောက်မယ်။ဆရာတို့တို့လှည့်မယ်ဗျာ။တို့လှည့်ကြည့်လိုက်မယ်။အဲဟိုဘက်ဟိုဘက်အချမ်းကိုသွားအောင်မယ်။တို့တော့သွား Okay အဲ့တော့ဆရာတို့ကဒီရဲ့မိုးခတ်မှာတော့ဆရာတို့ဘာပဲလုပ်လိုက်မလဲဆိုရင်ဆရာမိုးခတ်ပြဖို့အတွက်ဆိုတော့ဆရာတို့ဒီကနေပြီးတော့ hand name မှာထည့်ထားတဲ့ အောက်ကဒီပတန်နဲ့ရှိတ်နေဝင်ရောက်ယူသွားလိုက်ဒီမှာထားလိုက်โอเคပြီးတော့ခဏသေးထားလိုက်โอเคဗျာရမယ်ပြီးသွားရင်ဆရာခုနကဒီမှာရှိရဲ့ဒီရဲ့ mobile ဒီကြံလို့ကိုလေးထားလိုက်မယ် sorry ဒီဘက်ကိုသွားမယ်နည်းနည်းတော့တိုက်ကြလိမ့်မယ်အဲ့တော့ဒီဘက်လေးသွားမယ် အဲ့တော့ဆရာထင်တာကတော့ဆရာတော့အဲ့လိုမုန်းခရီးလုံနေကြာကတော့ဒီလိုတဝက်သွားတာများတယ်။ Okay. ပင်ဖိုင်နဲ့နေစေးလိုက်။ပေးလိုက်။တမ်းမျိုးရမ်း။ပင်အောက်မှာဆရာတို့လုံးမဲ့ left calf ကဒီဘက်ကကောင်ဒီကောင်ကဒီဘက်ကကောင်အဲ့တော့အပြာရောင်အကွက်ဆောင်အပြာရောင်အကွက်ထားလိုက်မယ်။အဲ့ဒါကိုအစဉ်ပြေတော့ဗောနော်ဒီမှာအယောင်လေးချိန်လို့ရတယ်။ဒါအာပြီးရင်ဒီကောင်ကပါလေဒီနေရာ strike ကလာအဲဒီကောင် ဒါဆိုရင်ဆရာတို့ဒီအောင်သုံးမယ်။အလယ်ရောက်ကောင်တော့ W ဆိုဆရာအပေါ်ဟိုဘက်က W ခဏယူလိုက်မယ်ပြီးတော့မှ Okay ဒီကောင်ကို double gate ထောက်မယ်။သူလည်းထုံနေတဲ့ကောင်ပဲ။အဲ့တော့ဆရာတို့ကဒီဘက်ကအချံလေးရ double gate ထောက်အဲ့နောက်ကပတန်နှစ်ခုယူလိုက်။ဒီဘက်ထဲဆွဲထည့်လိုက်။ပြီးရင်ခုနကတော့ဆရာတို့ဒီလက်မှထည့်ထားတဲ့မြန်မာနိုင်ငံအလံလေးကိုဟိုဘက်ကလက်မှ sorry ဒီကောင်ကိုခဏဖြောက်တဝက်ဆိုခဏဖြောက် တရားကောင်လေးကိုမြန်မာအလံကိုဒီပတ်တဲ့ထက်အဲ့တော့တကယ်စိုက်ချက်ပေးရမှာခုနစိုက်ချက်ကိုပေးရမှာပေါ့နော်အဲ့တော့မြန်မာအလံဆိုလဲစတုတ်ကခနာဖြတ်ဖဲဒီပတ်တဝက်ထားပြီးရောမှာစတုတ်ပြန်ဖွင့် S စတုတ်တန်ဖို့ဆရာက2လောက်ပဲโอเคပြီးတော့ file နဲ့ကနေစိတ်ပဲပိတ်ပဲโอเคဗျာဟိုမှာရပြီပေါ့နော်ပြီးရင်ဒီမှာမှာရှိနေတဲ့အချမ်းကိုတရားလေးထားမယ် W ကတော့ဆရာတို့ဒီမှာ Are you late ဆိုတဲ့ခုနကတရားကာလာအဲ့ကာလာကိုဒီအချမ်းတင်တာပဲဒီကောင်လေးပေါ့နော်ဒီလိုလေးတုံးမယ်အထဲကိုအနှံ့အောင်လေးပဲထားမယ် Okay อืมตามนี้อ่ะเป็นเนาะกูจะได้น้องขันบักกราวด์เชิญด้วยอ่ะแล้วรอๆเสร็จอะคือรออีกมาดีๆอ่ะโอเคพี่ต่อไปเลยส่วนเนาะเสียงบ่ลงมะเลยส่วนเนี่ย နောက်ထပ် mock တစ်ခု back ချမ်းချမ်းသေးရေပေါ့နော်အဲ့တော့ back ကဆရာဒီမှာ back ဆိုပြီးစေးထားရှိရေ back อืมဒါ back ချမ်းအဲ့တော့ back ကလည်းထိုနေတကောင်းမယ်ဒီကောင် double grade ထောက်ပြီးခုနကဒီ back ချမ်းကိုဆရာတော့ယူလိုက်မယ်ဒါ front you are late ခုနဖယ်လိုက်မယ်ဒီဘက်က ဟိုဟာတွေခဏဖယ်လိုက်ဟိုဘက်ကဒီ document တွေမြင်အောင်လို့ဗောနော်ဒီ app ကြီးကို access ချလိုက်ဒီ floating button ကို access ချလိုက် okay တော့ဆရာဒီမှာ back side က back side ထဲကိုသွားလိုက်ဒီဘက်က renegade ထဲကိုဆွတ်ထည့်မယ်ဒါတော့မုတ်ခတ်အဆင်ဗောနော် okay ခိုင်းဆောင်ပါနည်းနည်းကြာတယ် okay ဗျာပြီးွားရင်တော့ဆရာ down link နေဆွဲသေးလိုက်မယ်ဗျာပြီးတော့ file နေကနေစေးလိုက်မယ် โอเคအဲ့တော့ဆရာတို့ဒီမှာဒီဘက်ရရပြီပေါ့နော်ပြီးရင်တော့ဆရာတို့ဒီမှာရှိနေတဲ့ကာလာကိုအပြာလေးထားမယ်ဒီအောက်ကောင်ကိုလည်းအပြာလေးထားမယ်ဗျာပြီးရင်ဆရာတို့လက်ကဒီဘက်လှည့်ပါဆိုရင်ဆရာတို့ဟိုဘက်ကကောင်ဒီဘက်ရောက်လာမယ်အဲ့တော့မြန်မာမြန်မာအလံနဲ့ကောင်ဒီဘက်ရောက်လာမယ်မြန်မာအလံနဲ့ကောင်ဒီဘက်ရောက်လာမယ်ဆိုတော့ဟိုဘက်က e sport တွေကမြန်မာအလံဒီဘက်ကကောင်အဲ့ကောင်နှစ်ခုယူလာမယ်အဲ့ဒီကောင်တော့ဒီဘက်သွားမယ်ထင်တာပဲနော်โอเคဒီကောင်တွေအားလုံးဆက်လက်ပြီး ဒီကောင်တော့ခုမပါဘူးဒီကောင်အားလုံးဆက်လက်ပေးဒီဘက်ထဲကိုဆွဲထည့်โอเคပြီးဖိုင်နဲ့ကနေဆေးလိုက်တညင်းရကြာကျင်လဲဆိုရင် shift ဖြီးပြီးဆွဲထည့်ပါနော်အဲဆိုတော့ဟိုဘက်ကွတ်တီကြာတညင်းဒီဘက်မှာရမယ်โอเคဒီဘက်ကလေးထောင်းအဲ့နည်းနည်းမပေါ်ဘူးဆိုခိုင်းတော့ဆရာနည်းနည်းလေးပေါ်သွားအောင်ဒီကောင်ကိုတပက်ကလေးထောက်သုံးကြလေးပေါ်သွားအောင်ဒီဘက်ထားကြည့်လိုက်မယ်ဆေးလိုက်မယ်ပိတ်လိုက်မယ်အဲအောက်ကြီးရောက်ပါမယ်နော်မှန်တယ် အဲ့ဆိုရင်ဒီဘက်ကိုသွားမယ်စေးမယ်ဗျာဒါဆိုငေါ့မှန်သွားရင်ဒီဘက်လေးလာမယ်ဒီဘက်ကတော့ဆရာတို့ကဒီဘက်က mobile legend ဆိုတော့ okay အဲ့တော့ဒီကောင်တွေအားလုံးဆက်လက်ပြီးဟိုဘက်က mobile legend အရင်ဆုံး testing ထားကြည့်လိုက်မယ်ဖြည့်လိုက်မယ်မုခတ်သွားကြည့်မယ်ဘယ်လိုပေါ်နေ okay အဆင်ပြေတယ်ဗျာအရှိမ mobile အဲ့ဒီမှာ mobile mobile ဆိုရင်ဒီကောင်ကဒီဘက်မှာ mobile လို့ပေါ်အောင်နော်ထားပါတော့အဲ့တော့ဒီကောင်ကို ဟိုဘက်က M နဲ့ဆောင်းပါဟိုဘက်ကိုလှည့်လိုက် M ပေါ်ရမှာဒီကောင်က M ပေါ်ရမှာဆိုကြောင်းမြန်လှမ်းမယ် control D regulator flight horizon ရပြီဆေးလိုက်နေတွက်ချက် okay ဒီမှာဒီမှာလွဲနေတော့မယ်ပေါ့နော် double green top လှည့်မယ် control D regulator flight horizon ဆေးမယ်ပိတ်မယ် mobile ကြက် okay ထားပါတော့နော်ဒီမှာရပါပြီအဲ့တော့ဒါ โอเคတင်ပါတယ်ကွတီအဲ့တော့ပြီးသွားပြီဆိုရင်တော့ဆရာဘာလုပ်တော့မလဲဆိုရင်ဒီမှာအယောင်လေးတွေခုနလိုမျိုးပဲလိုက်ချင်းအောင်ပေါ့နော်အဲ့တော့ဒီနေရာကဆရာတို့ကဒီဂုတ်ဂုတ်ကဒီအောင်ရာကြီးဗျာကုန်စင်ပြေးသွားပြီဒါဆိုရင်တော့ဆရာကွန်ထရန်လေးယူမယ်ပြီးရင်တော့ဆရာ print နဲ့ A4 ကိုသွားမယ် for show လေးပြမယ်အဲ့တော့ဒီမှာရှိရယ် create လေးယူမယ်ယူပြီးသားပြီဆိုရင်တော့ဒီဘက်မှာဆရာဘာလုပ်မလဲဆိုရင် ဘက်ဂရောင်းဖြောင်းမယ်အပေါ်ဆုံးလေယာဉ်ကိုသွားမယ် control alt shift e နဲ့ပေါင်းမယ်ပြီးရင်ဒီမှာလဲ server ဘက်ဂရောင်းလေးကိုဖြောင်းမယ်အပေါ်ဆုံးလေယာဉ်ကိုသွားမယ် control alt shift e နဲ့ပေါင်းမယ်ပြီးရင်တော့ဒီဘက်အချမ်းလေးကိုသွားမယ် regulator convert to small object ပြီးရင်တော့ server ဒီဘက်လေးကိုသွားမယ် regulator convert to small object ပြီးရင်နှစ်ခုလုံးကိုသိမယ် okay ဗျာဒီကောင်လေးကိုအပေါ်လေယာဉ်ကိုပို့မယ်သူတို့ style မျိုးလေး โอเคပြီးသွားရင်တော့ဆရာ့ရဲ့ပတန်လေးအဲ့တော့ပတန်လေးကတော့ဆရာကဒလမျိုးလေးကိုအပေါ်ကစိုက်ချက်လေးပေါင်းပြီးရောစိုက်ချက်ကိုတော့ကိုကြိုက်တဲ့အကြောင်းလေးချိန်ထားလို့ရတယ်အဲ့တော့ဒီမှာထားပါတော့ဆရာတို့ဆင်းတော့အဖြူလေးပေါ့ဒါမျိုးအဖြူလေးသွားမယ်ဘင်ကွန်ထရိုလာ 6E နဲ့ပေါင်းမယ်ဒီမှာဆိုလည်းဘက်ကိုလည်းအဲ့လိုပဲစိုက်ချက်လေးအပေါ်ဆုံးတင်မယ်ပြီးသွားရင်ဆရာတို့ဗာလေးလာမလဲဆိုရင် အဖြူလေးပြောင်းမယ် transparent lock ခတ်မယ်အဖြူချိန်မယ် controller 8 e နဲ့ပေါင်းမယ်ပြီး ham ကိုလည်းကျွန်တော်က side chat လေးကိုဖွင့်မယ် side chat လေးကိုကျွန်တော်အဖြူလေးပြောင်းမယ်အ client ကို force ပြတဲ့နီးလေးပေါ့နော်အဲ့တော့ပြီးသွားပြီဆိုရင်တော့အပေါ်ဆုံး layer ကိုတော့ controller 8 e နဲ့တစ်ခုပေါင်းခဏမျက်လုံးမိတ်ပြီး mobile legend phone လေးကိုခဏထည့် controller 8 e လေးနဲ့ပေါင်း okay ဗျာဒါဆိုတော့ကျွန်တော်နှစ်ခုလုံးရပြီဒါဆိုရင်ကျွန်တော်ခုန force ပြမယ့်နေရာကိုနောက်ထပ်တက်မျက်နှာမှာဒါလေးထည့်ပြလို့ရပါတယ် တော့ convert to small object လုပ်မယ်။နည်းနည်းလေးတော့လေးသွားပြီပေါ့နော်။အဲ့တော့ဒါမျိုး for show လေးပြပြီးသားပြီဆိုရင်တော့လက်ရှိကျွန်တော်မြင်ရတဲ့ဒီမှာ JavaScript design တွေမြင်ရတဲ့ပုံစံမျိုးလေးထွက်လာမှာဖြစ်ပါတယ်။အဲ့တော့ကိုက JavaScript design ကြောင်ညာလေးရတေချာလေးရောပါဆွဲပြီးတော့မှကြောင်ညာလို့ရပါတယ်အဲ့တော့ကိုက graphic design ကိုအခြေခံ basic 2တွေကနေစပြီးတော့မှ photoshop illustrator ကို2တွေအပြင် theory ဘိုင်းနေ graphic design fundamental rules တွေကိုရင်းကျင်တက်မြောက်ခြင်းနေဆိုရင်တော့ဆရာ့ရဲ့ လုံးဝအခြေခံမရှိတဲ့သူတွေတက်ဖွင့်ထားတယ်ဇီရိုလူဟီယိုကလပ်လည်းရှိတယ်ပြီးတော့ကိုကလုပ်ငန်းကိုဝင်နေပြီအခြေခံလည်းရနေပြီဆိုရင်တော့ဆရာတို့ကလိုဂိုဆွဲပုံဆွဲနေပြီးပြီးရင်လိုဂိုရဲ့ logo တစ်ခုအပြင် brand guideline ဘယ်လိုတည်ဆောက်အောင်လဲပြီးသားပြီးဆိုရင်ဒီ branding mind တွေပေါ့နော် branding mind တွေပြီးသားပြီးဆိုရင်ဆရာက graphic design theory ဖြစ်တဲ့ composition rules တွေပြီးရင်ဆရာကဒီ adobe illustrator ကိုအဓိကအားပြုပြီးတော့ brand guideline တစ်ခုစပြီးတည်ဆောက်တဲ့အပိုင်းတွေပြီးရင် logo ကို program ratio တွေတောင်းပြီးတော့ဆွဲရင်နည်းရအစတင် जा ပေးထားတဲ့ နောက်ထပ်ဆရာ့ရဲ့ Avant Class ဖြစ်တဲ့ Logo and Brand Design Class ကိုလည်းလာ join လို့ရပါတယ်။အဲ့တော့နောက်ပိုင်းတွေမှာတော့ဆရာတို့ဒီ JS Design တွေကိုလည်းဆရာ့ရဲ့သင်ခန်းစာကိုယ်စင်မှာလည်းဒီဇိုင်းပိုင်းတွေနဲ့ထည့်သွားမှာဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြပါမယ်။